ခင်ဖြစ်တဲ့နေရာမှာမဟုတ်တာတောင်းအောင်သခင်လင်အောင်ဖျားလို့ရိုတင်ရမယ်ဆိုတော့ငါသိဖို့ကောင်းတဲ့ခက်မှာ hey อืมအခု character ကတော့ပရိသတ်တွေကပရိသတ်တွေမြေတာပို့ခံရတဲ့ character ဟိုဘမဦးတော်ကတော့ပရိသတ်ချစ်တာပေါ့နော်ဒီကိစ္စတွေအားလုံးဟာခက်ခက်မှားဆိုရင်မိန်းမကြောင့်ဖြစ်ရတာသူတို့နှစ်ယောက်ကိုပရိသတ်တွေအခုလက်ရှိချစ်နေတယ်နှွဲကိုမုန်းနေတယ်ဆိုတာကိုလုတ်ခဲ့တဲ့အဲကိုကြိုးစားခဲ့တဲ့အသီးပွင့်တစ်ခုတည်းအောင်မြင်တယ်လို့ပဲဆိုတော့ကတော့အမှတ်ယူပါတယ်အဲ့တော့ဒီအဖြစ်ကတော့တကယ်ကို ဖြစ်ခဲ့တဲ့အပြင်မှာလက်တွေ့ဖြစ်ခဲ့မှုတဲ့ true story ကိုပြန်ရိုက်တာခက်ခက်မာရဲ့မနာလိုစိတ်ကလည်းတိတ်ကြောက်စရာကောင်းတာပဲမေးရဲ့အဲ့ဒါကြောင့်မင်းနဲ့တရားဦးလည်းရန်တိုက်ပေးတာပဲဖြစ်မှာသိလားမေးอืมအခု character ကတော့ပြည်သက်တွေอ่ะပြည်သက်တွေမြေတာပို့ခံရတဲ့ character ဟိုမမဦးတော်ကတော့ပြည်သက်ချစ်တာပေါ့เนาะအဲဒီຫນွေကတော့ အဲသူ့ရဲ့အတွင်းရဲ့စိတ်ကအဲ့လိုကောက်ချစ်ပြီးတော့ဆင်းလဲတဲ့သဘောတဘာပါရှိရပေါ့နော်အဲ့ဒါကြောင့်လို့ဆိုတော့ Facebook မှာဆိုတော့ရေးထားရပေါ့အဲဒီຫນွေရဲ့သဘောတဘာဝကိုက သူကအတွင်းစိတ်နဲ့အပြင်မှာလုပ်နေတဲ့ behavior နဲ့ကမတူဘူးပေါ့သူအแทးထဲမှာသူကကောက်ချစ်တယ်အဲဒါပေမဲ့သူအပြင်မှာမသိတာအောင်ဖုံးထားရပေါ့နော်အဲ့ကြားရနေတစ်ချက်တစ်ချက်ရှန်ထွက်လာတဲ့ item နေနောက်တစ်ခုကကြတော့ຫນွေအနေနဲ့ဇက်ရုပ်ရရောနေမယ်ဆိုလို့ရှိရင်ခက်ခက်မှန်တဲ့တရားဟုတ်ပရိသတ်က အာဒီထင်သလောက်ချစ်ကြမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီခက်ခက်မာနဲ့တီဟာဦးဆိုရယ်တကယ် main character ကြီးနှစ်ခုကိုဘိုးဖြစ်ဖို့အတွက်ဘေးနားကနေပြီးတော့ဒီနွေဆိုရယ် villain ကနေပြီးတော့ထတ်ဆောင်ပြီးတော့သဘေးနားတွန်းလိုက်တဲ့အချိန်မှာသူတို့ character နှစ်ခုကပို့ပြီးတော့ဘိုးဖြစ်သွားတယ်ပေါ့မင်းမင်းကိုလာပို့ပြီးချက်ပေါင်းအဲ့ဒါတီဟာဦးဝယ်လာတာသူ့မိန်းမအတွက်တဲ့အမေကိုတိုက်တိုက်လို့ဆိုပြဿနာလာရှာနေရမင်း နွယ်နေရာတရုတ်ဆောင်တဲ့ဟာပေါ်မှာဘာလို့သွားတရုတ်ဆောင်တာလဲဆိုပြောရရင်လည်းရှိတယ်။ကျိုးကြတော့လည်းနွယ်ကိုအရန်ပုံးတဲ့လူတွေလည်းရှိရပါတော့။အဲဆုတဲ့အတိတ်တွေမှာဆိုဟဲ့ဘာလို့နွယ် character ကိုသွားပြီးတရုတ်ဆောင်တာလဲပေါ့။နွယ်ကကြလူမုံွားတဲ့ character ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအခြေကုပ်ယူပြီးတော့စူးစမ်းနေတဲ့အချိန်တွင်းမှာပြိတ္တကအာအရင်တော့ဆိုရှိရလေနော်။ဇက်ရုပ်တိုင်းပြင်ပါလဲမုံးတာပေါ့။ အဲ့လိုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဆိုတော့သူတကအခုအဲဒီလက်ရှိခေတ်ချင်းနေရပြည်သက်တွေကတော့မျက်စိပွင့်တာအပွင့်နေလဲပို့ဖြစ်လာပြီအဲနောက်ပြီးတော့ဇကားပေါင်းများစွာအောင်လဲကြည်လာရဲပေါ့နော်ပြည်ရင်းပြည်ပါတွေအားပေးလာတာဆိုတော့ billing sale ဆိုတာသူတို့တရုတ်ဆောင်နေတာဘဲဆိုတာကိုပြည်သက်ကတဖြည်းဖြည်းနဲ့နားလည်လာတာပေါ့နားလည်လာတဲ့ခါကျတော့လေအဲ့နွေကြီးအချင်းယုံနေရဆိုလဲအော်သူ writer ခိုင်းလို့အချင်းယုံနေရတာပါဆိုတဲ့ဟာကိုသူတို့သဘောပေါက်တယ်ပေါ့နော်ဒီကိစ္စတွေအားလုံးဟာခက်ခက်မှားဆိုရင်မိန်းမကြောင့်ဖြစ်ရတာဒီမိန်းမလေး ဆီဟာဦးသွေးထလို့ဒီလိုတွေဖြစ်ရတာမေ။အဲအဲ့တော့ဆီဟာကိုလည်းဒီကနေကျေးဇူးတင်တယ်ဆီဟာဦးသိန်းဟန်ကိုလည်းသူတဲ့ဒီနွေဆိုရဲ character မှာຫນွေဖြစ်သွားဖို့လို့ဆရာအများကြီးပြုပြင်မွမ်းမံပေးခဲ့တယ်။စုတက်ကိုရိုင်းလည်းအရင်အစွမ်းကုန်အကျိုးစားခဲ့တယ်။စုတက်ရဲ့ challenging ဖြစ်တဲ့နောက်ထပ် character တစ်ခုမှာအဓိကကတော့အမုံမြင့် team ရဲ့အကျိုးစားရအကျိုးနဲ့တဲ့အမုံမြင့်မှာအဓိကပေါက်တာကတော့အဲခက်ခက်မာနဲ့ဟိုတရားဦးနဲ့ပေါက်တာပေါ့နော်ဆိုတော့ဒေါက်တာတင်ဆိုးရွယ်ရောတော့ဘေးနားနေပြီးတော့ support ပေးရတာပေါ့ဆိုတော့ကို support ပေးရတဲ့အချိန်မှာသူတို့နှစ်ယောက်ကိုပြိတက်တဲ့အခုလည်းရှိချစ်နေတယ်နှွေကိုမုန်းနေတယ်ဆိုတာကိုလုတ်ခဲ့တဲ့အဲကိုကြိုးစားခဲ့တဲ့အသီးပွင့်တစ်ခုဒီအောင်မြင်တယ်လို့ပဲဆိုတော့ကတော့အမှတ်ယူပါတယ် ဟဲ့ဘာမှတမင်လို့ဆရာအကြောင်းမရှိဘူးအခုတိုက်လိုက်တာလဲနင့်အမေကိုတိုက်လိုက်တာဟဲ့ဟမ်ဘာလို့အဲ့လိုပြဿနာကြီးကြီးကျယ်ဖြစ်ပြောပါအဲဒီဆက်ရဲ့အလှုပ်တွေအနေနဲ့ဒီကတော်တော်လေးလှုပ်တယ်လို့ပြောလို့ရပါတယ်ဆလာကလေးကလှုပ်လိုက်တယ်လို့ဒီအခုချိန်ဒီကိုမရက်သေးတာကြည့်ရတဲ့ပိုင်းတိုင်းပိုင်းတိုင်းပိုင်းနဲ့ဆဲရဲ့ချိုးကွင်းလည်းအလောင်းလေးကြီးပဲဆိုရဲကားကြောင့်တခါလေကြာလို့ရှိရင်အဲ့ဒီအပိုင်းတွေကိုကိုက TV မှာမကြည့်ပြဖဲနဲ့ပေါ့နော်တသက်အာပြန်ပြီးတော့နှစ်ပိုင်းသုံးပိုင်းဆက်ကြည့်လိုက်တဲ့အခါမြင်ကြရင်ကိုကမောရတယ် ဟိုက်သွားတာပေါ့နော်အလကားနေပြစ်တင်နေရမှာမဟုတ်တာတောင်းအောင်တခင်လင်းအောင်ဖျားလို့ရိုတင်ရမယ်ဆိုတော့ငါသိဖို့ကောင်းတယ်ခက်ခက်ဟေး तू ကမိဘသွန်သင်ဆုံးမမှုအောင်ပါနေခဲ့ရတာမဟုတ်ဘူးအဲ့ဒါတွေ तू သိမှာမဟုတ်ဘူး ကိုယ့်လူတွေချစ်ရာကနေပြီးတော့မုန်းသွားဖို့ကိုဘယ်လောက်ထိနွယ်ဖြစ်နေပြောင်းလဲလို့ယူနိုင်မလဲဆိုတဲ့ဟာကိုအဲစူးစမ်းခဲ့ရတယ်ပေါ့နော်อืมအဲ့ခါကျတော့စိန်ခေါ်မှုတွေတော့အများကြီးရှိခဲ့တယ်အခုလည်းဒီစကားရိုက်နေတော့ကလည်းရိုက်နေတဲ့အချိန်မှာစူးစမ်းခဲ့တယ်ဒါပေမဲ့အခုရိုက်ပြီးတဲ့အချိန်မှာလည်းကိုယ့်ကိုယ်ကိုပြန်ကြည့်တဲ့အခါမှာကိုစူးစမ်းခဲ့ရဆိုပေမဲ့ပေါ့နော်ကိုစူးစမ်းခဲ့ရဆိုပေမဲ့တရုတ်ဆောင်ဝါကအင်မတန်နှုတ်သေးရဲ့အတွေ့အကြုံမလို့ဆိုတော့ကိုကိုကိုအားမရတဲ့အပိုင်းကဏ္ဍလေးရှိတယ်။အဲ့တော့ဒီအဖြစ်ကတော့အဲတကယ်ကို ဖြစ်ခဲ့တဲ့အပြင်မှာလက်တွေ့ဖြစ်ခဲ့မှုတွေ true story ကိုပြန်ရိုက်တာလိုက်တာဆိုတော့အပြင်မှာတကယ်ခွက်ခတ်မာနေတော့တင်းဆိုးကလည်းအဲ့လိုအချိန်နယ်ဖြစ်ကြတာနွယ်ကြီးကလည်းအဲ့လိုကြီးဖြစ်ခဲ့တာဆိုတော့ဆရာကမေးရဆရာဇလန်းကတကယ်ဘုံအဲ့လောက်ကြီးရှောက်ထွေးခဲ့တာလားပေါ့ခက်ခက်မှာဘက်ကလည်းမလျှော့ဘူးလေသူကဒေါ်တင်နေဆိုးကလည်းလုံးဝမလျှော့ဘူးလေဂျားထဲမှာနွယ်ရသွားအောက်ဆီဂျင်လေး ထထပြီးရှို့တာသူကရှို့တဲ့ခါကျတော့နှစ်ယောက်ကသွားတော့လုံးဝတည့်ရက်ထိဟိုဘယ်လိုပြောရမလဲမခေါ်ကြတော့ဘူးပေါ့နော်တကယ်တော့မကောင်းဘူးပေါ့အဲတစ်ဖက်နဲ့တစ်ဖက်အရင်တော့မကေကြီးပြောဘူးပါလေတယောက်နေရာမှာတယောက်ကိုချင်းစာစိတ်နဲ့ဝင်ကြည့်ရင်မဖြစ်ဘူးလေဒါမျိုးတွေကနော် တော့အခုကတော့ကိုကျင်းစာစိတ်နဲ့မကြည့်နိုင်ကြလို့အတ္တတွေများကြလို့ဖြစ်တဲ့ရမွဲတွေပေါ့အဲဒီနေ့ကတော့မတို့ကမုံဝင်း wholesale ပေါ့နော် wholesale မှာမတို့ရဲ့အာစိန်လန်းတော်ရဲ့ပြီးရခါကျတော့ DNC ရဲ့ပေါ့နော်ဒီမှာစိုင်းခွဲတည့်ထက်မှန်ပြီးတော့ဖွင့်လှစ်ထားရဲဆိုတဲ့အကြောင်းလည်းမတို့တရင်းငေါပါကျင်တယ်ပြီးရခါကျတော့ဒီမှာဆိုလို့ရှိရင်အာမတို့အိတ်ကြိုက်တဲ့သူတွေဖက်ကြိုက်တဲ့သူတွေမျက်မှန်ကြိုက်တဲ့သူတွေနောက်ဆိတ်ရွှေရသနာချစ်သူတွေရောတဏျာထဲမှာပဲဆုံဆုံလင်းလင်းပေါ့နော် DNC လေးရောဒီဘက်မှာစိန်လန်းတော်ကက်ရက်ကလေးမတို့တခါတည်းပူရဲအာဒီဆုံဆုံလင်းလင်းအားပေးလို့ရ 係，就為咗我嚟踢三秒目標就埋。嗯嗯 အဲပြောမယ်ဆိုသူကအစာပိုင်းတော့ဒီယတနာရဲ့တံပိုးပေါ့နော်ဒီဝေးရတဲ့အနှစ်သာရကိုအစာပိုင်းကတော့တိတ်ပြီးတော့မသိဘူးနောက်ပိုင်းကိုဒီမမဟူအပပီးွားတဲ့အချိန်မှာသူက live stream ကြီးနောက်ပြီးအခါကျတော့ဒီဆိတ်ရွှေယတနာလုပ်ငန်းတွေညွှဲပြီးလုပ်ခွင့်ရတဲ့အချိန်မှာတော့ယတနာရဲ့တံပိုးပေါ့နော်ယတနာဆိုတာလေထိုက်တဲ့သူမှဝင်လို့ရတယ်ပြီးတဲ့အခါကျတော့ဒီကြောက်မြက်ယတနာပေါ့ကြောက်တေရယတနာတွေတို့မှာသူ့ရဲ့စွမ်းစွမ်းရင်တက်တီတွေပေါ့ရှိတယ်ဆိုတာကိုအဲတဖြည်းဖြည်းသိလာတဲ့အတွက်ကြောင့်အခုတော့ပို့ပြီးတော့နှစ်သက်လာပါ